တခါကရွာတရွာမှာကျောက်စီရကောင်းတဲ့အိမ်ပြတ်ကြီးတလုံးရှိပါတယ်။အိမ်ပြတ်ကြီးဘေးနားမှာရေရင်းပြတ်ကြီးရှိပြီးရေရင်းပြတ်ထဲမှာကျောက်စီရကောင်းတဲ့ဆုံမကြီးတစ်ကောင်နေထိုင်နေပါတယ်။သူမတကယ်အရင်ကကျောက်စီရကောင်းတာပေါ့။သူမဘေးပတ်ဝန်းကျင်ရွာခွန်ရွာကလူတွေကကြောက်ကြပါတယ်။ဒီအနီနာကဖြတ်သွားတဲ့သူတိုင်းကိုလည်းတရဲမကြီးကသူ့ရဲ့အတန်နဲ့လှည့်ပြားချက်ပါတယ်။သူကတာယာညင်တာတဲ့အတန်လေးထုတ်ပြီးလူတွေကိုဆွဲဆောင်ပါတယ်။အချစ်ကလေးဘယ်လိုသွားနေရတော့ဒီလိုလာပါအောင် အချစ်ကလေးရဒီလိုလာပါအောင် ျမရှင်ကိုဒီနားမှာစောင့်နေရတော်လေးကိုကြားနေပြီနော်ဒီမှာကြည့်ပါအောင်ကျမရှင်စားဖို့အတွက်အကောင်းမှုဆုံးဟင်းထမင်းတွေလည်းပြင်ဆင်ချက်ပြုတ်ထားသေးတယ်လာပါလာပါကျမရှိကိုလာပါဒါပေမဲ့အတန်လေဒီမျိုးသမီးကတော့ဘာလို့လဲငါ့အချစ်ကလေးဆိုပြီးတော့ခေါ်နေရပါလားထိုးစားလိုက်တာသူကငါစားဖို့အရသာရှိတဲ့ထမင်းဟင်းကိုတော့ချက်ပြုတ်ထားသေးတယ်လို့ပြောတာဆိုတော့ဒီနေ့တကယ်ကိုအခွင့်ကောင်းပဲငါ့ရဲ့မိန်းမကတော့မငါ့ကိုဘယ်တော့ကားမှဒီလောက်ထိချစ်ချင်းမြတ်တာအပြေးဝနေတဲ့အတန်နဲ့ခေါ်ဘူးတော့မဟုတ်ဘူးကဲကဲကဲငါတစ်ချက်လောက်သူ့ကိုသွားကြည့်မှဖြစ်အောင်မယ် ဒီလိုနဲ့နားမလဲပေါမလဲနဲ့သူကလည်းရေရင်းနာကိုသွားခဲ့ပါတယ်။ဘယ်မှာလဲမင်းဘယ်မှာလဲဘယ်မှာလဲဒီမှာကြည့်ပါအောင်ကွာမင်းရဲ့အချစ်လေးရေရင်းနာရောက်နေပြီလေမင်းကိုရှာလို့လည်းမတွေ့ပါလားဘယ်မှာတော့ဟာငါရဲ့အချစ်ကလေးဘယ်မှာလဲတို့မင်းဘာမှပုံနေစရာမလိုပါဘူးငါရှိကိုထွက်လာခဲ့မရှက်ပါနဲ့ကွာဒီမှာလေးအချစ်ကလေးရဲ့ကျမဒီမှာပဲရှိပါရဲရှင်းရလဲကျမကိုရောက်အောင်လိုက်ရှာပါဆိုနေမှလိုက်ရှာလေကျမကိုလိုက်ရှာပြရှာအောင်လိုက်ရှာပြစမ်းပါကျမဒီမှာပဲရှိတယ် ဒီလိုနဲ့ရွာသားကလည်းဟိုဟိုဒီဒီလိုက်ရှာနေမှတွေ့ရဲ့အဆုံးမှာတော့ရေရင်းပြက်ကြီးနောက်ကိုရောက်လာခဲ့ပြီးငုံကြည့်ခဲ့ပါရဲ့။ဘယ်တွေကိုကြည့်နေရလဲအစ်စ်ကလေးရဲ့ကျမဒီမှာလေးကျမမတွေ့ဘူးလားဒီမှာကြည့်ပါဦး။ထူးဆန်းလိုက်တာအတန်ကရေတွင်းထဲကနေကြားနေရတာနဲ့တူပါရဲ့။အမျိုးသမီးကတော့ငါဘယ်မှာမှလည်းရှာလို့မတွေ့ဘူး။တကယ်ပါပဲဒီမှာဒီမှာလို့ပြောနေမယ်အစားဘယ်မှာလဲဆိုတာငါ့ကိုပြပါလား။အပြင်ကိုထွက်လာခဲ့လေအချစ်ကလေးရဲ့မင်းကအခုဘယ်မှာလဲငါရှာလို့မတွေ့ဘူးလာပါကွာဒီမှာငါရောက်နေပြီငါအရှိကိုထွက်ခဲ့လေ ျမဒီမှာပါဆိုနေမှာအောက်မှာပုံးနေရရှင်ကျမကိုရောက်လိုက်ရှာအတန်ကရေတွင်တဲကနေပြီးတော့ပဲကြားနေရတာပါပဲဒါဆိုရင်တော့ရေတွင်နဲ့ဝင်ပုံးနေတာပဲဖြစ်ရမယ်တကယ်ကိုအစိုးလေးရေတွင်နဲ့ဝင်ပုံးနေရတယ်လို့ကွာတခုခုဖြစ်သွားတော့မှဖြစ်ဘမလေးအစ်စ်ကလေးရဲ့ဘယ်မှလဲကဲငါမေကိုရှာလို့တွေ့ပြီဟဲ့ငါမေကိုလိုက်ရှာလိုက်ပြီနော်နာမလဲပေါမလဲနဲ့အဲ့ဒီလူကရေရင်းနဲ့ငှုတ်ကြည့်လိုက်တဲ့အချိန်မှာကြောက်စရာကောင်းတဲ့လက်သေးအရှိရဲ့ကြီးနဲ့လက်ကြီးထွက်ပေါ်လာခဲ့ပြီးသူ့ရဲ့မျက်လုံးကိုနှိုက်ထုတ်ကလက်ဘင်းကိုညှစ်ချလိုက်ပါတယ် တေးပြီတေးပြီတေးပါပြီဘာကြီးလဲအမလေးတရေကြီးဘာကြီးအောင်ဘာကြီးအောင်ကဲကြပါအောင်ကဲကြပါအောင်ကျွန်တော်ကဲပါဖရာသခင်ကျွန်တော်ကဲပါဒါပေမဲ့တေးမကြီးကတော့သူ့ကိုရေရင်းနဲ့ဆွဲခေါ်ချသွားခဲ့ပါပြီတေးပြီဟေးတေးပြီတေးပြီတေးပြီဒုက္ခပါပဲဘယ်သူလဲနေရဘယ်သူလဲဘာလောက်တာလဲငါတော့ငါ့ရဲ့အချစ်ကလေးကိုလိုက်ရှာနေနေဒီနေအောင်ရောက်လာခဲ့တာအော်ဖရာသခင်ကျွန်တော်ဘလို့ဒုက္ခနဲ့ကြုံတွေ့နေရတာလဲဘယ်ကိုရောက်လာတာလဲကျွန်မကြီးလေး ကျမတေချာကြည့်ပါဦးကျမရှင်ရဲ့အချစ်ကလေးပဲပေါ့ဟမ်မဟုတ်ပါဘူးနေရငါ့ရဲ့အချစ်ကလေးဘယ်လိုလုပ်ဖြစ်နိုင်မှာလဲနေုံကြည့်ရတာတရမကြီးနဲ့တူလိုက်တာကြောက်စရာကြီးငါ့ကိုတနာပါငါ့ကိုတနာပါဒီကနေထွက်ခွာသွားခွင့်ပြုပါငါ့ရဲ့မိမအိမ်မှာငါ့ကိုစောင့်နေလောက်ပြီးလှုပ်ပေးပါငါ့ကိုဒီကနေပြီးတော့လှုပ်ပေးပါမလှုပ်ပေးပါဘူးရှင်ပဲကျမချက်ထားတဲ့ဟင်းထမင်းစားခြင်းလဲဆိုအဝေးကြီးကနေပြီးတော့လာခဲ့ရတယ်မလားမပင်မန်းဘူးလားကျမချက်ပြုတ်ထားတာစားပြီးမှပြန်အော်တော်သေးရပေါ့ကြည့်ရတာသူကသဘောကောက်မနှောကောက်နဲ့တရဲမှပဲဖြစ်ရမယ် ငါလေမလို့အပ်ပဲနဲ့ရှောက်အောင်နေမိရဲ့လန့်အောင်လန့်သွားတာပဲဟုတ်ပြီလေဘာချက်ထားရလဲငါစားသွားမယ်ဒီမှာထမင်းစားတော့ပြီမှာပြန်တော့မယ်နော်ဒါနဲ့တရဲမကြီးရေဘာရီများချက်ထားတာတော့ထမင်းကအခုမှချက်ရမှာချက်တော့မချက်ရသေးဘူးချက်ပြီးရင်ကျွေးမှာပေါ့ဟုတ်လားအခုမှချက်မှာလားဒါဆိုရင်တော့ကျွတ်နေရေဘာရီဝိုင်းလီပေးရအောင်မလားဟွန်းမလို့ဦးလေလုံးဝမလို့တာဒီနေရာမှာချက်ပြုတ်ဖို့အတွက်မီးရေဘာရီလည်းမရှိပါလားဒါနဲ့ဘလို့မျိုးထမင်းဟင်းချက်ပြုတ်မှာလဲထမင်းဟင်းတွေကိုချက်ပြုတ်စီရလုံးဝမလို့တာပဲ ဒီအတိုင်းပဲစားလိုက်မှာပေါ့ဘာရမြခတ်ခဲနေရလဲဩအဲ့လိုမျိုးလားဒါနဲ့ဒီနေ့ဘာအောင်စားမှာလဲဒီနေ့လားကျမရှင်းရကောင်းစားမှာလေဟမ်ဘောတေးပြီတေးပြီတေးပါပြီတူကတော့ငါ့ကိုစားမယ်အကြောင်းပြောနေရပဲဩဖရာသခင်ကဲပေါင်းဖရာသခင်ကဲပေါင်းကျွန်တော်ဘယ်ကိုရောက်လာတာလဲဒီနေ့ညစာကတော့ရှင်ပဲလေကျမရဲ့ညစာရောက်ဆိုပြီးတော့မှဆုံမကြီးကလည်းရေတွင်ထဲမှာရှိတဲ့လိုင်ကူရဲကိုဝင်သွားခဲ့ပါတယ်ညမို့ချက်သွားခဲ့တဲ့ခါမှာတော့ မလေးရေညကလည်းအရန်ကိုမိုးချုံနေပြီနော်သူအခုချိန်ထိအိမ်ကိုလည်းပြန်မလာသေးဘူးကျမအရန်ကိုစိတ်ပူတယ်စိတ်ပူမနေပါနဲ့မကြီးရဲ့ကျွန်တော်ကိုယ်တိုင်သွားရှာလာခင်မယ်နော်ဒီလိုနဲ့သူကလည်းသူ့ကိုလိုက်ရှာဖို့အတွက်အပြင်ကိုထွက်လာခဲ့ပါတယ်အကိုကြီးအကိုအကိုဘယ်ကိုရောက်နေရလဲအကိုရဲ့ဘယ်ရီကိုသွားနေရပါလဲဒုက္ခပဲအကိုကြီးအကိုအကိုဘယ်ကိုရောက်နေရလဲကျွန်တော်ရဲ့အတန်ကိုကြားတယ်ဆိုလို့ရှိရင်တော့ပြန်ထူးပါအောင်အကိုဒီမှာရှိနေတယ်ဆိုလို့ရှိရင်တော့ကျွန်တော်ကိုပြန်ထူးပါအောင်ဒီနားမှာတော့အကိုရှိတယ်လို့ငါမထင်ဘူးဒါနဲ့သူ့ငါဘယ်မှာလိုက်ရှာရင်ကောင်းမလဲ ဒီအချိန်မှာညီလေးကလည်းရေတွင်းပြန်နာမှာရှိနေတဲ့ပွားလေးတစ်ထည့်ကိုတွေ့မြင်သွားခဲ့ပါတယ်။ခဏနေပါဦး။ဒီခြုံပွားလေးကိုငါတည်တယ်။အကိုပခုံးပေါ်အမြဲတင်ထားတဲ့ဟာလေးမဟုတ်ဘူးလား။အကိုဒီရေတွင်းပြတ်ထည့်ပြုတ်ကျသွားတာများလားမသိပါဘူး။ဟာနေပါဦး။ဒါကကြောက်စရာကောင်းတဲ့ရေတွင်းပြတ်ကြီးပဲ။အားလုံးကကြောက်ကြတဲ့ရေတွင်းလူတွေအားလုံးကဒီကိစ္စကိုပြောနေကြတာရွာခွေရွာကလူတွေကဒီရေတွင်းကိုကြောက်ကြတယ်။ ဟုတ်ဖ ያ ဒုက္ခပဲဒုက္ခပဲကျွန်တော်ရဲ့အကိုဒုက္ခလာလာတွေးနေပြီလားမသိဘူးဒီနောက်သူကလည်းအတန်ပြဲချင်းနဲ့သူ့ကိုဩခေါ်နေပါတယ်အကိုကြီးအကိုအကိုအကိုဘယ်လိုရောက်နေရလဲအကိုရဲ့ကျွန်တော်ရဲ့အတန်အကိုကြားလားအကိုကြားရဲဆိုရင်တော့ပြန်ထူးပါအောင်ဒါဒါငါညီငယ်လေးရဲ့အတန်ပဲသူငါ့ကိုလိုက်ရှာနေတယ်ကြော်သေးရပါကွာသူငါ့ကိုလာရှာလို့ဒါကတော့အရင်ကကောင်းတာပဲရှင် နောက်ထပ်သားကောင်တကောင်ကျွန်မရှိကိုရောက်လာတာဆိုတော့ဘလောက်တောင်ကောင်းလိုက်ကလေးဒီအချိန်မှာတရေမကြီးကလည်းတာယာနာပြောပွဲအတန်နဲ့ခက်ပြီးဆွဲဆောင်ပါရီလာပါအချစ်ကလေးရဲ့လာပါလာပါ ကျမရှေ့ကိုစောင့်နေတာတော်လေးကြာပြီ။အမြန်လားအမြန်လားကျမဒီမှာညစာချက်ပြုတ်ထားရနော်။လာတာနောက်ကြသွားမယ်ဆိုလို့ရှင်တော့ညစာတွေအေးကုန်လိမ့်မယ်ရှေ့။အတန်းကလည်းချိုးနေရပဲ။ဘယ်သူအတန်များလဲ။ပြီးတော့သူကတော့ဘာဖြစ်လို့အချစ်ကလေးဆိုပြီးတော့ခေါ်နေရတာလေ။ဘယ်သူလဲနေရဘယ်သူလဲ။ကျမရှေ့အချစ်ကလေးပဲပေါ့။ကျမရှေ့ကိုဒီမှာစောင့်နေတာတော်လေးကြာနေပြီ။ကျမဒီမှာရေထွေးနေမှာအမြန်လား။မလာနဲ့ညီလေးရေမလာနဲ့မလာနဲ့။ဘာမှနှစ်သမီးလည်းမဟုတ်ဘူးနော်။တရေမကြီး။မင်းလုံးဝလှဲစားခံလို့မဖြစ်ဘူး။အမြန်ပြေးတော့ မင်းရေတွင်နောက်ကိုလာပြီးဆိုတော့နဲ့သူအထဲကိုဆွဲရှုပ်ပြက်လိုက်မယ်အမြန်ပြေးမင်းရေတွင်နဲ့လုံးဝငုံကြည့်လို့မဖြစ်ဘူးနော်အမြန်ပြေးတော့ဒါဒါအကိုရဲ့အတန်ပဲဒါဆိုရင်တော့အကိုရေတွင်ထဲမှာရှိအောင်မှန်သွားပြီတင်းမကြီးကအကိုဖမ်းထားတာပဲတခုခုလုံးဝဖြစ်မယ်ဘာလို့ဝင်ကောင်းမလဲဘာလို့ဝင်ကောင်းမလဲနေတော်လေးကိုတတ်တည်ရှိပါလားဟမ်နေတော်ကြောင့်နဲ့အခုငါ့ရဲ့သားကောင်ငါ့လက်ထဲကနေလွတ်သွားတော့မယ်အခုတော့ငါနဲ့ကိုလုံးဝအလှမပေးနိုင်တော့ဘူး မလုတ်ပါနဲ့တရဲမကြီးရဲ့မလုတ်ပါနဲ့ကျွန်တော်လွတ်ပေးပါကျွန်တော်ခွဲလောက်ပါဗျာရှေးလျှောက်ကျွန်တော်ဘယ်တော့မှအခုလိုထပ်မလုတ်တော့ဘူးနော်ဒုက္ခပဲအကောငါဒီကနေအများဆုံးထောက်ပေးမှဖြစ်မယ်မဟုတ်ရင်တော့ဒီတရဲမကြီးငါ့အကိုစားပြစ်လိုက်လိမ့်မယ်နီလန်တစ်ခုခုရှာမှဖြစ်မယ်ငါကျိုးအရှိကြီးတစ်ခုခုရရဲဆိုလို့ရှင်တော့ရေတွေနဲ့ကိုပြစ်ချလိုက်မယ်အဲ့ဒါဆိုရင်တော့သူလည်းအပေါ်ရက်ကိုအများဆုံးတက်လာလို့ရမှာဒုက္ခပါပဲဒီမှာဘာတစ်ခုမှလည်းမရှိပါလား ဒီလိုနဲ့သူကလည်းဟိုဒီဒီလိုက်ရှာကြည့်ပါရယ်နောက်ဆုံးမှတော့သူကတိပင်ကြီးကိုမြင်တွေ့သွားခဲ့ပါရယ်တိပင်ကြီးကတော့လဲကြနေခဲ့ရပါဒီတကိုင်းဆောက်ကတော်လေးကိုကြီးလွန်နေဆိုတော့စိုးတော့လည်းမစိုးငါရေရင်ပြတ်တယ်ဒါကြီးကိုထဲလိုက်မယ်ဒါဆိုရင်တော့အကိုလည်းပေါ်ရက်ကိုတက်လာလို့ရပြီပေါ့ဒီလိုနဲ့သူကလည်းတိပင်ကြီးကိုကင်ဆောင်ပြီးနောက်မှာတော့ရှေထွင်းနဲ့ကိုပြစ်ချခဲ့ပါရယ်အကိုကြီးအမြတ်တက်အမြတ်တက်ဒီတိပင်ဘော်ကလည်းအကိုအပေါ်အမြတ်တက်ခဲ့တော့နင့်ညီကလည်းတောင်းလိုက်တာဟဲ့ နင်းကိုဒီတပင့်ပေါ်ကြက်သွားခွင်ငါကပေးလိုက်မယ်လို့ तू ကထင်နေရလားနင်းညီကလည်းတုံးလိုက်တာတကယ်ကိုမတုံးပဲရရတယ်ဟေးဒီလားရရတယ်ရရတယ်မထိုးညီလေးရေမထိုး तू ငေါဒီကနေပြီးတော့ထွက်သွားခွင်လုံးဝပေးမှာမဟုတ်ဘူးမင်းကိုဟောကိုပဲကြည်စမ်းပါကွာဒီကနေအမြန်ဆုံးထွက်ပြေးငါတော့စိုက်ဖို့ပဲမနေနဲ့တော့တကယ်လို့မင်းငုံကြည့်လိုက်မယ်ဆိုရင်တော့ तू မင်းကိုပါဆွဲချလိုက်လိမ့်မယ်အမြန်ပြေးပါကွာဘာလို့ရမလဲကျွန်တော်အခုမှဘာသွားလို့ရမှာလဲအကိုရဲ့နောက်ထပ်နီလာတခုထုံမဖြစ်တော့မယ်နဲ့တူတယ်။ဒါကြောင့်သူကလည်းအကူအညီတောင်းဖို့အတွက်ရှေးဆက်ထွက်ခွာသွားခဲ့ပါတယ်။ သူလည်းခဏလေးသွားလိုက်ပြီးနောက်မှာတော့တပင်အကြီးကြီးတပင်ကိုတွေ့သွားခဲ့ပြီးအောက်မှာတော့ဖျားစင်နုတော်တခုထထားပါရီသူလည်းဖျားစင်နုတော်ကိုတွေ့ရတဲ့အရာဝမ်းသာပြောရွှင်သွားခဲ့ပါရီသူလည်းအမြန်ပြေးပြီးတော့တပင်အောက်ကိုသွားခဲ့ရပေါ့ပြီးသွားတဲ့အခါမှာသူလည်းချက်ချင်းလှုပ်ချပြီးတော့ရှခိုးလိုက်ပါရီအရှင်ကျွန်တော်ကူညီပါကျွန်တော်အရင်ဒုက္ခရောက်နေတယ်ကျွန်တော်ရဲ့အကိုကိုဒီဒုက္ခကနေကယ်တင်ပေးမှဖြစ်မယ်တရမကြီးကတိတ်မကြခင်သူ့ကိုတတ်စားတော့မှသူ့ကိုကာကွယ်ပေးပါအောင်ရှင်ကျွန်တော်မှကိုကိုွက်ရဆိုလို့အရှင်ပဲရှိရပါကျွန်တော်ကူညီပါဗျာ သူလည်းပြောဆိုပြီးနောက်မှာတော့စင်တော်ကြီးကိုယူဆောင်သွားပါတယ်။တပတ်မှာတော့မဟေ့ရောက်ရှိလာခဲ့တဲ့အတွက်ဆုံမကြီးကလည်းစိတ်ဆိုးဒေါသထွက်နေခဲ့ပါတယ်။သူမရဲ့အလောက်ကင်ပြတ်တာကိုငါနဲ့ကိုလှုပ်ပေးရမှားသွားတယ်ဟာ။ပထမရေကစားလိုက်ကိစ္စပြီးနေပြီ။အခုနင့်ကြီးရောက်လာတာရှောက်ကိုရှုပ်တယ်။တော်ပြီငါထပ်ပြီးတော့အချိန်ဆွဲမနေတော့ဘူး။နင့်ကိုတခါတည်းစားပစ်လိုက်တော့မယ်။ဒီချိန်မှာမဟေ့ရောက်ရှိလာခဲ့ပါတယ်။ပြီးသွားတဲ့အခါမှာသူကစင်နုတော်ကြီးကိုပြခဲ့ပါတယ်။ဖျားဆောင်တွေကိုလည်းသူစတိုင်ရှုပ်ဖက်နေခဲ့ပါသေးတယ်။ ကဲဒီမှာတေးမကြီးဒေချာနားထောင်ငါအကိုကိုငါကဲဖို့အတွက်လာခဲ့ရသူမပါဘဲနဲ့ငါတယောက်တည်းမပြန်ဘူးသူ့ရောင်းကိုခေါ်သွားမယ်ငါအောက်ထက်ကိုဆင်းလာခဲ့မယ်နင်တတိရှိတယ်ဆိုရင်တော့အဲ့ဒီမှာနေနေအောင်ပေါ့နေငါ့ကိုတားရရင်တားကြည့်လိုက်လीငါလည်းနေကိုစောင့်ကြည့်နေမယ်ဟဲ့နေအတော်တတိရှိပါလားနေရမြာငါ့ကိုတားဖို့အတွက်အောက်ကိုဆင်းလာမယ်ဟုတ်လားလာ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 စမ်းပါနေငါ့ကြောင့်ကောင်းကောင်းသိစေရမယ်လာခဲ့စမ်းငါကိုယ်တိုင်နေကိုခေါ်မယ် ဒီချိန်မှာတရင်မကြီးကလည်းသူ့လက်အရှိကြီးထုတ်ပြီးတော့မဟေ့ကိုဖမ်းဖို့အတွက်ကြိုးစားပါတယ်မဟေ့ကဖျားစနုတော်ကိုလက်ထဲထည့်ပေးလိုက်တဲ့အခါမှာတရင်မကြီးကလည်းဖျားစနုတော်ကိုမသိဘဲနဲ့ရေထွေးနဲ့ယူဆောင်သွားလိုက်ပါတယ်ရေထွေးနဲ့ရောက်တာနဲ့စနုတော်ကအလင်းရောင်တွေပေါ်ထွက်လာပါတယ်စောမကြီးကဒီအလင်းရောင်ကို လုံးဝသီးမခံနိုင်ခဲ့ပါဘူးဒီချိန်မှာသူမရဲ့ခနာကိုတခုလုံးမိလောင်ပြကြပါတော့တယ်တေးပါပြီရှင်တေးပါပြီတေးပါပြီဘာလုပ်လိုက်တာလဲငါအမအကြီးကြီးကိုလှုပ်ခိမိရပါပဲဒီအလင်းရောင်ကိုတော့ငါလုံးဝသီးမခံနိုင်ဘူးပူတယ် ဟိုရှင်ကျမခွင့်လွှတ်ပါကျမမှားသွားပါတယ်နောက်ဘယ်တော့မှထပ်ပြီးလူသားတွေကိုဒုက္ခမပေးတော့ပါဘူး။အိုဖျားသခင်ကျမကဲပါအောင်ကျမခွင့်လွှတ်ပါ။နောက်ဆုံးမှဆုံးမကြီးကလည်းအလင်းရောင်မခံနိုင်တော့ဆုံးမတော့မိလောင်ပြာကျပျက်စီးသွားခဲ့ရပါတယ်။တော်သေးရပါအရှင်ကဲတို့အရှင်အောင်ကျေးဇူးအများကြီးတင်ပါတယ်။အကုန်အဆင်ပြေလားအဆင်ပြေတယ်ဆိုရင်တော့အမြန်ဆုံးတက်လာခဲ့လိုက်တော့လေ။အဲ့ဒီတိပိပေါ်ကားနေပြီးတော့အမြန်တက်ခဲ့ ဒီနောက်သူကလည်းတပြင်ပေါ်ကနေအမြန်ဆုံးတက်ခဲလိုက်တဲ့ချိန်အပေါ်ကိုရောက်လာခဲ့ပါတယ်။ညီကောနှစ်ယောက်လုံးလဲတယောက်ခုတစ်ယောက်ပြန်လဲတွေးခွင့်ရပြီးဝမ်းသာပျော်ရွှင်ခဲ့ကြပါတယ်။နှစ်ယောက်သားကလည်းဖခင်စနုတော်ကိုယူပြီးအိမ်ကိုပြန်လာခဲ့ကြပါတယ်။နောက်ဆုံးမှာကောင်းမှုကပဲအနိုင်ရရှိသွားပါတယ်။